မင်္ဂလာပါဒေါက်တာအိုလီဗီယာခင် YouTube Channel မှာစီးပညာဆိုင်ရာဘုဒ္ဓရရဝယ်များကိုတင်ဆက်သွားမှာဖြစ်ပါတယ်။ဒီနေ့ပြောမယ့်အကြောင်းကတော့မူဝေခြင်းနောက်ွယ်မှအကြောင်းရင်းများဖြစ်ပါတယ်။ဒီအကြောင်းအရာကိုတင်ပြခြင်းနဲ့ယူရချက်ကတော့မူဝေခြင်းနောက်ွယ်မှာရှိရဲ့ကျန်းမာရေးပြဿနာတွေကိုသတိပြုနိုင်မှုဖြစ်ပါတယ်။မူဝေခြင်းကတာမန်အားနည်းခြင်းကြောင့်ဖြစ်နိုင်တယ်လို့ ရေးကြီးရဲ့ကျန်းမာရေးပြဿနာတွေရဲ့အချက်ပြလက္ခဏာလည်းဖြစ်နေတတ်ပါတယ်။ဒါကိုသတိပြုမိဖို့လိုပါတယ်။အကျုံမူဝေခြင်းတွေကနှင်းစဉ်ကျန်းမာရေးကိုထိန်းသိမ်းခြင်းဖြင့်ကာကွယ်နိုင်တယ်ဆိုတာကိုလည်းသိစေလိုပါတယ်။နာယောဂါတွေကမူဝေခြင်းနဲ့ဟန်ချက်မထိန်းနိုင်ခြင်းတွေကိုအဓိကဖြစ်စေနိုင်တာမို့နာယောဂါနဲ့မူဝေခြင်းဘယ်လိုဆက်ဆက်လဲမူဝေခြင်းဖြစ်စေရဲ့နာယောဂါတွေကိုဘယ်လိုခွဲခြားလဲဆိုတာကို ဘူတုတအနေနဲ့သိရှိနိုင်မှုအတွင်ရည်ရွယ်ပြီးတင်ပြလိုက်ခြင်းဖြစ်ပါတယ်။ဂါမှုရဲ့အခါသတိပြုရမယ့်အချက်နှစ်ချက်ရှိပါတယ်။ဒီချက်နှစ်ချက်ကတော့ဂါမှုရဲ့အခါဘယ်လိုခံစားရလဲ။ဂါမှုခြင်းဘယ်လိုစဖြစ်ပြီးဘယ်လောက်ကြာကြာဘယ်နှကြိမ်ဂါမှုလဲဆိုတာပဲဖြစ်ပါတယ်။ဒီနှစ်ချက်ကိုသိရင်ဂါမှုခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေကိုခံမှန်းခွဲခြားနိုင်တာမို့ဥတ္တမှုအတွက်လည်းထောက်ကူဖြစ်ပါတယ်။ ဒါကြောင့်ဒီချက်နှစ်ချက်ကိုအရင်ဆုံးဆန်းစစ်ကြည့်ရပါမယ်။ကောင်းမှုရဲ့သူတွေကသူတို့ဘလို့ကောင်းမှုလဲဆိုတာကိုပြောကြတဲ့အခါမှာတစ်ယောက်နဲ့တစ်ယောက်ခံစားရပုံချင်းမတူတာကိုတွေ့ရပါတယ်။ဒါပါကြောင့်လဲဆိုတော့ကောင်းမှုချင်းကိုဖြစ်စေတဲ့အကြောင်းမျိုးမျိုးရှိလို့ပါ။တချို့ကလည်းသူတို့ဘလို့ခံစားရလဲဆိုတာကိုတေချာမပြောပြတတ်တာလည်းရှိပါတယ်။ ဂါမူရဲ့အခါမှာဘယ်လိုခံစားရလဲဆိုတာကိုဂါမူချင်းမျိုးစားများနဲ့ခွဲခြားဖော်ပြနိုင်ပါတယ်။ဂါမူချင်းမျိုးစား၄မျိုးရှိပါတယ်။နံပါတ်၁ဂါမူရဲ့ချင်းကတော့ညီညာလေးစင်ကုပ်လို့ခေါ်တဲ့သတိလစ်သွားတော့မယ်လို့ထင်ရတဲ့ခံစားချက်မျိုးဖြစ်ပါတယ်။ဒီလိုဂါမူချင်းမျိုးကရုတ်တရက်လဲကြရလဲဖြစ်နိုင်တယ်။ပြင်းထန်တဲ့ဂါမူချင်းမျိုးဖြစ်ပါတယ်။ဒုတိယဂါမူရဲ့ချင်းကတော့ light headedness လို့ခေါ်တယ်။ ခေါင်းကပေါ့ပြီးပဝင်းကျင်နဲ့ကင်းကွာနေတယ်လို့ခံစားရပြီးမူရည်ချင်းမျိုးဖြစ်ပါတယ်။နောက်ကောင်းမူရည်ချင်းတစ်မျိုးကတော့ disequilibrium လို့ခေါ်တဲ့ကိုနေဟန်ချက်မထိန်နိုင်ခြင်းဖြစ်ပြီးကောင်းမူရည်ချင်းမျိုးဖြစ်ပါတယ်။ဒီလိုမူရည်တဲ့သူတွေမှာမိမိရဲ့ခန္ဓာကိုယ်အောက်ပိုင်းကိုမထိန်နိုင်တယ်လို့ခံစားရတာမျိုးဖြစ်နိုင်တယ်လို့ရုတ်တရက်လေဟာနယ်လေးရောက်သွားတယ်လို့ခံစားရတာမျိုးလည်းဖြစ်နိုင်ပါတယ်။နောက်ဆုံးကောင်းမူရည်ချင်းကတော့ပတိုက်ကူလို့ခေါ်တဲ့ ပဝင်းကျင်ကလှုပ်ရှားနေလဲနေတယ်လို့ခန်းစားမှုမျိုးဖြစ်ပြီးမူရခြင်းမျိုးဖြစ်တယ်။ဒီပတိုင်ကိုဖြစ်တဲ့သူတွေကပြုတ်အန်နာနာဥရာတွေနဲ့လဲတွဲပြီးတော့မှဖြစ်နိုင်ပါတယ်။ဒီလိုကောင်းမှုရခြင်းတွေကဖြစ်နိုင်တဲ့အကြောင်းရင်းတွေမတူတယ်လို့ကုသတဲ့ဤစနစ်တွေလည်းမတူကြပါဘူး။ဒါကြောင့်မိမိကောင်းမှုရရဆိုလို့ရှိရင်ဘလို့မျိုးစားလဲဆိုတာကိုဆက်စစ်နိုင်မှုလိုအပ်ပါတယ်။ဆက်လက်ပြီးကောင်းမှုရကျုံဖြစ်စေအကြောင်းရင်းတွေကိုလေ့လာကြည့်ပါမယ်။ ကမ္မဝိအကျင့်ကိုဖြစ်စေနိုင်တဲ့ကြောင်းရင်းတွေမှာတချို့ကြောင်းရင်းတွေကနှိမ့်စင်နေတိုင်းစားသောက်မှုကိုထိန်းသိမ်းယူနေတတ်တာစေနိုင်ပါတယ်။တချို့ကြောင်းရင်းတွေကတော့ယောဂရှာဖွေပြီးတရားကုသမှုခံယူလွယ်ပါတယ်။ဥပမာရေထဲခန်းကြောက်ခြင်းတွေးတွင်းဂလူကို့စ်ယောနေခြင်းတို့ကကမ္မဝိအကျင့်ကိုဖြစ်စေနိုင်ပါတယ်။ဒီလိုလောက်လောက်တော့မယ်အစာချေမြန်မြန်စားမယ်ဆိုရင်ဒီလိုအကြောင်းကြောင့်ခေါင်းမူရခြင်းတွေကိုတတ်တာစီနေပါလေ postural hypotension လို့ခေါ်တဲ့ဒုတိယထားရလိုက်ခြင်းတပြည့်အားကြာခြင်းကြောင့်လည်းမူဝေခြင်းဖြစ်နိုင်ပါတယ်။ပုံမှန်အားဖြင့်ဆိုရင်လူလျောက်ထိကျုပ်တဲ့အာရုံကြောစနစ်တစ်ခုဖြစ်တဲ့ autonomic nervous system မှာမတည့်ရလိုက်ခြင်းမှာပြေပောင်ကြမသွားအောင်ထိန်းထားတယ်။အသက်ကြီးလာတဲ့သူတွေမှာဒီစနစ်ကအားနည်းလာတဲ့အတွက်ကြောင့်မူဒုတိယရလိုက်ခြင်းမှာပြေပောင်ကြပြီးမူဝေခြင်းလဲကျခြင်းတွေဖြစ်နိုင်ပါတယ်။ကျုပ်တဲ့သတိထားကာကွယ်ရပါမယ်။ ငရဲသူတွေမှာလည်းဒီလိုဖြစ်နိုင်တဲ့အကြောင်းရင်းတွေရှိပါတယ်။ဥနောက်ထဲမှာသွေးလက်ပတ်မှုမလုံလောက်ခြင်းကြောင့်လည်းခေါင်းမူဝေခြင်းဖြစ်နိုင်ပါတယ်။နှလုံးယောဂါတွေဖြစ်တဲ့နှလုံးသွေးကြောခြင်းယောဂါ၊နှလုံးဆိုးခြင်းယောဂါနဲ့နှလုံးခုန်မမှန်ခြင်းတွေကနှလုံးသွေးလွတ်မှုကိုနည်းစေပြီးဥနောက်သွေးလက်ပတ်မှုမလုံလောက်ခြင်းဖြစ်နိုင်ပါတယ်။လေပြင်းတွင်းမှာသွေးကြောခြင်းယောဂါတစ်ခုဖြစ်တဲ့ carotid artery stenosis တောင်းနေဥနောက်ကိုတယောက်ရှိရနေပြီးခေါင်းမူရခြင်းဖြစ်နိုင်ပါတယ်ဥနောက်သွေးလည်ပတ်မှုစနစ်တစ်ခုဖြစ်တဲ့ cerebral vascular system မှာတခုခုပြဿနာရှိရင်လည်းလေပြည့်ခြင်းရဲ့လက္ခဏာအဖြစ်ခေါင်းမူရခြင်းဖြစ်နိုင်ပါတယ်သွေးအားနည်းရောဂါသွေးပြစ်တာသွေးကျဲတာတွေကလည်းဥနောက်သွေးလည်ပတ်မှုကိုထိခိုက်နိုင်တဲ့အတွက်ကြောင့်ခေါင်းမူရခြင်းဖြစ်နိုင်ပါတယ်ဒီယောဂါတွေက ချက်ချင်းကုသမှုခံယူဖို့လိုအပ်တဲ့ယောဂတွေဖြစ်ပါတယ်။ဟန်ကျင်မတင်းနိုင်ခြင်း disequilibrium နဲ့ပတိုက်ကိုမူရခြင်းတွေကိုဖြစ်စေတဲ့အကြောင်းရင်းတွေကိုဆက်လက်ပေါ်ပြပါမယ်။ဟန်ကျင်မတင်းနိုင်ခြင်းအကြောင်းကိုပြောခင်မှာလူတစ်ယောက်ကခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ဟန်ကျင်ထင်းစနစ်အကြောင်းကိုအနည်းငယ်ရှင်းပြခြင်းပါတယ်။ ုံနောက်မှာ brainstorm နဲ့ sevillan ကဟန်ချက်တင်းကျုံမှုကိုဆောင်ရွက်ပါတယ်။နောက်တွင်မှာရှိရဲ့ vestibular system မှာဥကောင်းတည်နေရနေထိုင်နေဥကောင်းလင်းလင်းမှုကိုအာရုံခံပြီး vestibular nerve မှတဆင်းဥနောက်ကိုတည်ချက်လက်ပြပို့ရည်။မျက်စိအမြင်အာရုံ vision ကအရာဝိတုရဲ့တည်နေရနဲ့အကွာအဝေးကိုချိန်ဆတယ်။ proprioception ကခန္ဓာကိုယ်အနေထားနဲ့လှူရှားမှုကိုအာရုံခံပါတယ်။ဒီအာရုံခံစနစ်သုံးခုကပြပိုးတဲ့သတင်းချက်လက်တွေကို brainstem နဲ့ cerebellum ကလက်ခံပြီးချက်ချင်းတုံ့ပြန်မှုအနေနဲ့ vestibulo-ocular reflex နဲ့ vestibulo-spinal reflex တွေအားဖြင့်ဥကောင်းလှုပ်ရှားမှုနဲ့ကိုယ်ကြီးရဲ့မျက်လုံးအကျင့်ရွေးရှားမှုခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ဟန်ချက်ထိမှုတို့ကိုဆောင်ရွက်ပေးပါတယ်။ဒီစနစ်ကဘယ်နေရာမှာမဆိုပြဿနာရှိရင်ဟန်ချက်ပြတ်တလို့ခံစားနိုင်တယ်။ဥပမာ vestibular system မှာပြဿနာရှိရင် တိုင်ကူလို့ခေါ်တဲ့မူဝေခြင်းနဲ့တစီကွေလီဘရယ်လို့ခေါ်တဲ့ဟန်ချက်တင်းနိုင်ခြင်းတွေဖြစ်နိုင်ပါတယ်။ brain stem မှာပြဿနာရှိရင်တော့ severe disequilibrium ဖြစ်ပြီး cerebellum မှာပြဿနာရှိရင် ataxia လို့ခေါ်တဲ့ဟန်ချက်တင်းနိုင်ခြင်းနဲ့လှုပ်ရှားမှုမမှန်ကန်ခြင်းတွေဖြစ်နိုင်ပါတယ်။ vestibular system ကြောင်းကိုအနည်းငယ်ထပ်ပြီးရှင်းပြချင်ပါတယ်။ vestibular system မှာနားအတွင်းမှာရှိပြီး ပုံမှန်ပြထားတဲ့အတိုင်း semi circular kennel လို့ခေါ်တဲ့ပြင်ကွေးလေးသုံးချောင်းရင် otolith organism ဖြစ်တဲ့ utricle circularo နဲ့ဖွဲ့စည်းထားပါတယ်။ပြင်ကွေးလေးသုံးချောင်းထဲမှာ endolith အရင်နဲ့အယုံခံဆဲလေးတွေပါရှိပါတယ်။ဒီပြင်ကွေးလေးသုံးချောင်းကခေါင်းငိမ့်နာခေါင်းမောတာဘေးဆောင်နာဥကောင်းလှည့်လည်တာတွေကိုအယုံခံတယ်။ utricle နဲ့ circularo ကတော့ရွေးရှားနေတဲ့အချိန်မှာခေါင်းရဲ့တည်နေရာနေသားနဲ့လှုပ်ရှားမှုကိုအယုံခံတယ်။ ယူထရီကဲကမြေပြင်မြေလှူရှားမှုဖြစ်တဲ့ဥပမာကားမောင်းနေတဲ့ချိန်မှာဥကောင်းတည်နေရနေတာကိုအယုံခံပြီးစကူလေးကအပေါ်အောင်ရရှားမှုဥပမာဓာတ်လီကားစီးချိန်မှာဥကောင်းရဲ့တည်နေရနေတာလှူရှားမှုကိုအယုံခံပြီးဟန်ချက်တင်းစနစ်မှာပါဝင်ဆောင်ရွက်ပါတယ်အကြောင်းနာတွင်းပိုင်းမှာယောဂတခုခုရှိရင် vestibular system ကိုထိခိုက်နိုင်တဲ့အတွက်ကြောင့်မို့ ဦးနောက်ကိုပြပိုးတဲ့တရင်ချက်လက်မှားပြေးမှုများဖြစ်ပြီးဟန်ချက်မတိနိုင်ခြင်းခေါင်းမူးခြင်းလက္ခဏာတွေဖြစ်စေတာဖြစ်ပါတယ်။ဟန်ချက်မတိနိုင်ခြင်းနဲ့ခေါင်းမူးခြင်းကိုဖြစ်စေတဲ့အဓိကနာယောဂါ၃မျိုးကိုဆက်ပြီးရှင်းပြပါမယ်။ B9 proxy spell position နဲ့ပတိုက်ကိုလို့ခေါ်တဲ့ခေါင်းနေတာပြောင်းလဲတဲ့အခါရုတ်တရက်ဟန်ချက်ပြက်ပြီးမူးဝေခြင်းဖြစ်နိုင်ပါတယ်။ဒီယောဂါရှိတဲ့သူတွေမှာ ကနလစ်ပါတီကယ်လို့ခေါ်တဲ့လွန်သေးငယ်တဲ့ကေဆင်ပုံဆောင်ကလေးတွေကပုံမှန်မဟုတ်ဘဲနဲ့ဆီမီဆိုက်ကူလာကန်နယ်တွေကိုဝင်ရောက်လာတဲ့အတွက်ကြောင့်မို့အယုံခံစားမှုပြပြပြီးဟန်ချက်ပြက်ခြင်းခေါင်းမူဝေခြင်းတို့ကိုဖြစ်စေပါတယ်။ဒုတိယနာယောဂါကတော့ Mania disease လို့ခေါ်ပါတယ်။နားတွင်းမှာရှိတဲ့အန်ဒူလီအရေးဖွဲ့စည်းမှုပြောင်းလဲပြီးဖိအားဖြစ်ပေါ်လာတဲ့အတွက်ကြောင့်မို့ခေါင်းမူခြင်းဟန်ချက်ပြက်ခြင်းတို့ကို ဖြစ်စေပါတယ်။တတိယနာယောဂါကတော့ vesicular neuritis လို့ခေါ်ရင်နားအရင်ကြောရောင်ရင်ခြင်းဖြစ်ပါတယ်။နားတွင်းကို virus ပိုးဝင်ရောက်မှုကြောင့်အဓိကဖြစ်တတ်ပါတယ်။ဟင်ချက်မတင်းနိုင်ခြင်းနဲ့ခေါင်းမူးခြင်းကနာယောဂများကြောင့်အဓိကဖြစ်တယ်ဆိုပေမဲ့ဥနှောင်းနဲ့အာယုံကြောယောဂတွေကလည်းဒီလက္ခဏာတွေကိုဖြစ်တတ်စေပါတယ်။ဥပမာအားဖြင့်ဥနှောင်းထဲမှာဒိုပမင်းတက်ထွေးမှုကြောင့်ဖြစ်တဲ့ Parkinson disease မှာ ဟန်ချံထိန်းနိုင်ခြင်းနဲ့ခေါင်းမူခြင်းလက္ခဏာတွေကိုတွေ့ရတတ်ပါတယ်။ Multiple sclerosis လို့ခေါ်တဲ့ဥနှောက်အာယုံကြောအဖုံးလွှာပျက်စီးခြင်းယောဂါမှလည်းတင်းချက်လက်ပြပြမှုမာရင်းမှုတွေကြောင့်ဟန်ချံထိန်းနိုင်ခြင်းခေါင်းမူခြင်းလက္ခဏာတွေဖြစ်တတ်တယ်။ဆေးဘလန်မှာပြဿနာတစ်ခုရှိရင်လေဆေးဘလန်အတက်ဆီယာလို့ခေါ်တဲ့ဟန်ချက်မထိန်နိုင်ခြင်းနဲ့လှုပ်ရှားမှုမမှန်ကန်ခြင်းတွေဖြစ်စေနိုင်ပါတယ်။ Proprioception အာယုန်ကစနစ်ကဟန်ချက်ထိန်စနစ်မှာ အဓိကပါဝင်တာဖြစ်လို့ဒီစနစ်ကိုထိခိုက်စေတဲ့ယောဂါတွေကလည်းဟန်ချက်ပထိန်နိုင်မှုကိုဖြစ်စေပါတယ်။ဥပမာအားဖြင့် peripheral neuropathy လို့ခေါ်တဲ့အာယုံကြောယောဂါ၊ dorsal column dysfunction နဲ့ဓာတ်ချွတ်တဲ့ခြင်းတွေဖြစ်တဲ့ vitamin B12, vitamin E ချွတ်တဲ့ခြင်း၊ sodium, potassium, magnesium ချွတ်တဲ့ခြင်းတွေကလည်းဟန်ချက်မထိန်နိုင်တဲ့လက္ခဏာတွေကိုဖော်ပြဖြစ်တတ်ပါတယ်။ ခါကလေးမှာဟန်ချက်မထိန်နိုင်ခြင်းကယောဂကြောင့်ဖြစ်တာမဟုတ်ဘဲမိမိတောက်နေရဲ့ဆေးတွေရဲ့ဘေးတွက်ဆိုးကျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်။သွေးတိုးကြစေစီးဆီးတွေကသွေးပောင်ခြင်းကိုကြစေတဲ့တကြားမှုဟန်ချက်မထိန်နိုင်မှုဖြစ်နိုင်တယ်လို့အေးဆေးဆေးယောဂကုဆေးများရဲ့ဘေးတွက်ဆိုးကျိုးများကလည်းဟန်ချက်မထိန်နိုင်ခြင်းဖြစ်တဲ့ပါတာမျိုးသတိထားဖို့လိုပါတယ်။ဒါအပြင်ကိုဟန်ချက်မထိန်နိုင်ခြင်းကဆေးရောဂါများရောက်ရဲ့လက္ခဏာအနေနဲ့လည်းဖြစ်တတ်ပါတယ် CPC မူဟော်မုန်းတွေကဟန်ချက်ထင်းစနစ်ပေါ်မှာတည်ရောက်မှုရှိနိုင်တာမို့ CPC မူယောဂတွေစိတ်တကြယောဂသမားတွေမှာလည်းဟန်ချက်ထင်းနိုင်ခြင်းမူဝေခြင်းလက္ခဏာတွေဖြစ်တတ်ပါတယ်။စီယောဂါဆရာဝန်များနဲ့တွေ့ဆုံပြီးတော့မှကုသမှုခံယူရမယ့်အကြောင်းရင်းဖြစ်ပါတယ်။နေပင်ကြောရိုးအဆင့်မတည်ငြိမ်ခြင်းကြောင့်လည်းခေါင်းမူဝေခြင်းဖြစ်နိုင်ပါတယ်။ Survival Instability လို့ခေါ်တယ်။လေပြင်းကြောရွအစ်စ်တစ်ခုချင်းစီကအနေထားမမှန်ခြင်း၊လှုပ်ရှားမှုမမှန်ခြင်းတွေကြောင့်သွေးကြောတွေအာရုံကြောတွေကိုဖိမိပြီးခေါင်းမူဝေခြင်းဖြစ်နိုင်ပါတယ်။ဥကောင်းအနေထားမမှန်မဲ့ကြာကြီးလှုပ်လှုပ်တာတွေကဒီလိုမျိုးခေါင်းမူဝေခြင်းတွေကိုဖြစ်စေတာမို့ဥကောင်းအနေထားကိုသတိထားပြီးပြောင်းပြေးသင့်ပါတယ်။နောက်ဆုံးအနေနဲ့ကောင်းမှုချင်းနဲ့ ခံချက်မထိန်နိုင်ခြင်းကိုဖြစ်စေတဲ့အဓိကနာရောဂါ၃မျိုးကိုဘယ်လိုခွဲခြားနိုင်လဲဆိုတာရှင်းပြခြင်းပါတယ်။ဝင်ဝင်ချင်းဘယ်လိုစဖြစ်ပြီးဘယ်လောက်ချိန်ကြာကြာကောင်းမှုလဲဆိုတာကို Minecraft လေးဆွဲကြည့်ရုံနဲ့ဝင်ဝင်ချင်းဖြစ်စေတဲ့နာရောဂါ၃မျိုးကိုခွဲခြားနိုင်ပါတယ်။ပုံမှန်ပြထားတဲ့အတိုင်း Minecraft ကထိပ်ပိုင်းကပုံမှန်နေသားကိုပေါ်ပြပြီး Minecraft အောက်ကိုဆင်းသွားတာကဝင်ဝင်ချင်းဖြစ်တာကိုဖော်ပြပါတယ်။ ဘယ်ဘယ်ဆုံးကပုံကိုကြည့်မယ်ဆိုရင်ငွေချင်းကရုတ်တရက်ဖြစ်ပြီးတဖြည်းဖြည်းပြန်ကောင်းလာတယ်။အချိန်ကာလတစ်ခုရောက်တဲ့အခါမှာပုံမှန်တိုင်းပြန်ဖြစ်တယ်။ဒီပုံက vestibular neuritis ဒါမှမဟုတ် labyrinthitis patient ရဲ့လက္ခဏာဖြစ်ပါတယ်။အလေကပုံမှာတော့ငွေချင်းကဖြစ်လိုက်ပြောက်လိုက်ဖြစ်တယ်။အချိန်ကြာလာတာနဲ့အမျှပိုပြီးတော့ပြင်းထန်လာတာကိုတွေ့ရပါတယ်။ mania disease patient ရဲ့လက္ခဏာဖြစ်ပါတယ်။နောက်ဆုံးပုံကတော့ မူဝေချင်းကတိတ်မပြင်းထန်မင်းနဲ့ခဏပဲဖြစ်ပြီးပြန်ကောင်းသွားတယ်ပုံမှန်တိုင်းပြန်ဖြစ်တယ် B9 process မှာ positional pattern ကို patient ရဲ့လက္ခဏာဖြစ်ပါတယ်ဒီလိုမူဝေချင်းလိုစဖြစ်ပြီးဘလောက်ကြာကြာကောင်းမလဲဆိုတာကို Minecraft လေးဆွဲကြည့်ရုံနဲ့နာယောဂါ၃ခုကိုခွဲခြားနိုင်ပါတယ်ယောဂရှာဖွေမှုဇာတ်ကိုအသုံးပြုပြီးတော့လေနာယောဂ၃မျိုးကိုခွဲခြားကြည့်နိုင်ပါတယ် ပထမဦးဆုံးခေါင်းမူတာက episodic ဖြစ်လိုက်ပြောင်းလိုက်လား persistent အမြဲတမ်းမူးနေရလားဆိုတာကိုခွဲခြားပါမယ် episodic ဆိုလို့ရှိရင်တော့ mania disease ဓမ္မမဟုတ်လို့ရှိရင် benign proximal positional ပတိုင်ကိုကြောင်းဖြစ်နိုင်ပါတယ်အကြအယုံကိုစမ်းသက်ကြည့်ပါအကြအယုံဆုံးရှုံးနေဆိုရင်မနီယာကြောင့်ဖြစ်ပြီးအကြအယုံမဆုံးရှုံးမှုဆိုရင်တော့ benign proximal positional ပတိုင်ကိုကြောင့်ဖြစ်နိုင်ပါတယ်။မူရင်ချင်းကအမြဲတမ်းမူးနေတာမျိုးဆိုရင် labyrinthitis ဒါမှမဟုတ် vestibular neuritis ကြောင့်ဖြစ်နိုင်ပါတယ်။အကြအာယုံဆုံးရှုံးရင် labyrinthitis ကြောင့်ဖြစ်ပြီးအကြအာယုံမဆုံးရှုံးမှုဆိုလို့ရှိရင်တော့ vestibular neuritis ကြောင့်ဖြစ်တယ်လို့ခွဲခြားနိုင်ပါတယ်။ဒီနေ့စနစ်နှစ်ခုကတော့ယောဂရှောက်ဖွေဆက်သက်တဲ့စက္ကရိယာတွေမလို့အပင်းနဲ့နာယောဂသုံးခုကိုခွဲခြားနိုင်တဲ့နေ့စနစ်တွေဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောချင်တာကတော့ ခေါမှုချင်းကလူတိုင်းကြုံတွေ့နိုင်တဲ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ဖြစ်စီတဲ့အကြောင်းရင်းတွေကလည်းတစ်ခုတည်းမဟုတ်ပဲအသက်အရွယ်ကျန်းမာရေးအခြေအနေများနဲ့စေဝါသုံးစွမှုများပေါ်မူတည်ပြီးတော့ဖွေပြနိုင်ပါတယ်။ဒါကြောင့်အကြောင်းရင်းမှန်ကိုရှာဖွေတွေ့ရှိနိုင်ပြီးတင့်လျော်တဲ့ကုသမှုခံယူနိုင်ရန်အတွက်ဆရာဝန်များထံမှစနစ်တကျစစ်ဆေးမှုခံယူခြင်းကအရေးကြီးတယ်ဆိုတာကိုအတည်ပြုချင်ပါတယ်။ ဒီဗီဒီယိုမှာကာမှုကျင့်တဲ့ပသက်ပြီးစိတ်ပညာဘူတုတ္တများရရှိနိုင်တာမျိုးအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ကာမှုကျင့်ကိုဘယ်လိုပူးတားနိုင်လဲဆိုရင်နည်းလမ်းတွေကိုတော့နောက်ဗီဒီယိုမှာဆက်လက်ဖော်ပြပါမယ်။ဒီဗီဒီယိုနဲ့ပသက်ပြီးဝေဖန်ကြံပြုလိုပါကကွန်မန့်မှာရေးသားကြံပြုနိုင်ပါတယ်။ဒေါက်တာအိုလီဗီယာခင် YouTube Channel မှာစိတ်ပညာဘူတုတ္တများကိုဆက်လက်တင်ပြမှာဖြစ်လို့ကြည့်ရှုလေ့လာနိုင်ကြပါတယ်။